ရေဒီယို energy ဒေါ်တာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်အော်တိုဘားလ၄ရက်နေ့ရေဒီယို energy ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရီသတင်းနေဖြင့်စက်တင်ဘာလတလတာအတွင်း MSFC ကာကွယ်ရေးဌာန DOD ရှိတပ်များ၏စစ်စင်ရေးလှုပ်ရှားမှုများထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။2025ခုနှစ်စက်တင်ဘာလတလတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MFSE ကာကွယ်ရေးဌာန DOD အောက်ရှိတရင်တပ်ဖွဲ့များနှင့်မဟာမိတ်တပ်ဖွဲ့များမှပေါ်ဆောင်ခဲ့သောစစ်စင်ရေးနှင့်တိုက်ပွဲသတင်းအချက်အလက်များကိုပြည်သူလူထုများသိရှိအောင်အော်တိုဘာလ3ရက်နေ့တွင်အသိပေးထုတ်ပြန်ပါသည်ကာကွယ်ရေးဌာန DOD အောက်ရှိတရင်များဖြစ်သည့်မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့်ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တို့သည်မွန်ပြည်နယ်ရေးမြို့နယ်တံဖြူစရမြို့နယ်နှင့်ဒနင်္သာရီတိုင်း တဝဲခရိုင်ရေပြူမြို့နယ်တို့တွင်စစ်စင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ထို့အပြင်ကာကွယ်ရေးဌာန DOD အောက်ရှိတပ်များနှင့်အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တို့စက်တင်ဘာလ9ရက်23ရက်28ရက်နေ့များတွင် မြေပြင်နှင့်ဝေဟင်မတဆင့်ထိတွေ့တိုက်ပွဲနှစ်ကြိမ်ထပ်မံရှိခဲ့တယ်လို့သိရပါတယ်။ စတေမာလာ9ရက်နေ့တွင်ရေးမြွနယ်မော့ကနေကျေးရွာနီးရှိရန်သူစစ်ကောင်စီ၏ကွမ်းကြိုက်ကိစကန်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပြီးစတေမာလာ23ရက်နေ့ညနေ4:20တွင်မွန်ပြည်နယ်ရေးမြွနယ် နကရင်လမ်းစုံအနီးရှိရန်သူစစ်ကောင်စီကင်းဘုံဝင်းနှင့်မောက်ကနေအနီးရှိကွမ်ချိုက်ကေစခန်းအားဘုံသီးနှလုံးဖြင့်ဝင်ရောက်ဘုံကျဲတိုက်ခိုက်နိုင်ခဲ့ကာအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ထို့အတူစတေမာလာ၁၈ရက်နေ့နနက်စင်နာရီတွင်လည်းဝန်ပြည်နယ်တန်ဖြူစည်မြို့နယ်အနင်းကျေးရွာဘူတာအနီးရှိရန်သူစစ်ကောင်စီကင်းဘုံကိုပျောက်ကြားစစ်ဆင်ရေးဖြင့်ပေါ်ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့ထိတွေ့တိုက်ပွဲများကြောင့်အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်များမှ စစ်သား၄ဦးတေဆုံးပြီးထိခိုက်ဒေဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ဆိုဝါတိုက်ပွဲများကိုတော်လိုင်းမာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ရမညတပ်တော် RMA KNL တပ်ရင်း29တပ်ခွဲ1ယူဟာ33ဒေါနာချင်းမုံရေးတပ်ခွဲ2တပင်ရွှေထီတပ်တို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိပေးထားပါတယ်စက်တင်ဘာလ28ရက်နေ့တွင်မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာန DOD မှပြုလုပ်သောစူပေါင်းကူညီလွမြောက်ရေးမွန်မဲထီဖွံ့ဖွဲအခမ်းအနားကိုလွမြောက်နေမြေတနေရာတွင်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ဒုတိယသတင်းအနေဖြင့်ဖားကန့်တွင်စစ်တပ်က drone ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူတို့ဦးပြင်းထန်ဒဏ်ရာရကျောက်စိမ့်တူဖော်ရေးလုပ်ွက်တစ်ခုအတွင်ဆက်ရည်ရည်များကိုမီးရှို့ဖျက်ဆီးတဲ့သတင်းကိုတင်ပြပေးပါမယ်။ပချင်းပြည်နယ်ဖားကန့်မြို့နယ်လုံခင်းရွာအနီးဂရေမော်ရှိလက်ဖက်ရည်ဆိုင်တစ်ခုအနီးတွင်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone ဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတို့ဥကောင်းတွင်ဘုံစာထိမှန်ကပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသတွင်များအယသိရပါသည် ော်တိုဘားလ3ရက်နေ့မွန်လွဲ2နာရီကျော်ခန့်ကဖြစ်ပွားခဲ့သည့်ထိုတိုက်ပွဲတွင်ဒဏ်ရာရသူအားစေကူတမှုခံယူရန်ပို့ဆောင်ထားတယ်လို့သိရပါတယ်ထို့အတူအော်တိုဘားလ3ရက်နေ့နနက်6နာရီခန့်တွင်လည်းဖားကန်မြို့နယ်စမ်းကြွယ်ကြီးပါအနီးရှိကျောက်စိမ့်တူဖော်ရေးလောက်ကွက်တစ်ခုအတွင်ဘဖိုးဆက်ရန်ရည်များကိုစစ်တပ်ကမိရှုဖျက်ဆီးခဲ့ပြီးနနက်၈နာရီကျော်အထိမီးလောင်ကျွမ်းခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမူးမြို့နယ်နှင့်စောတိမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကြောင့်ပြစ်မဲ့ရဲသားတအုပ်တွေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိကာဘုံကြီးကျောင်းတကျောင်းထိခိုက်ပျက်စီးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။မူးမြို့နယ်နှင့်စောတိမြို့နယ်အတွင်းအနာသိအကြမ်းဖက်စစ်တပ်မှရဲသားပြည်သူများအားပြစ်မှတ်ထားပြီးပြည်သူလူထုများနေထိုင်ရာကျေးရွာများအတွင်သို့လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့သောကြောင့်အပြစ်မဲ့ရဲသားတအုပ်တွေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာဘုံကြီးကျောင်းတကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဘဟုကသတင်းထုတ်ပြန်ထားပါတယ်။စောတိမြို့နယ်တွင်စက်တင်ဘာလ29ရက်နေ့လယ်7နာရီချိန်တွင်အကြမ်းဖက်စစ်တပ်မှဝိုင်းကြီးရွာအတွင်သို့ဝိုင်းတွဲလေရင်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့်၎င်းကြီးရွာနီးဒေါ်တင်တင်ဝင်း52နှစ်သေဆုံးခဲ့ရပြီးမတ်သိညသွဲ18နှစ်ထိခိုက်ဒဏ်ရာရရှိခဲ့ကာဘုံကြီးကျောင်းတကျောင်းထိမှန်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ထို့အပြင်မူးမြို့နယ်တွင် စတေမာလာ24ရက်နေ့ည9:00နာရီအချိန်တွင်လေပတ်မှအကြမ်းဖက်စစ်တပ်မှပလဲစီကျေးရွာအတွင်းသို့87မမတလုံးပစ်ခတ်ခဲ့ရာပလဲစီကျေးရွာမှစစ်ဘေးရှောင်နေသောရေလဲကျေးရွာနီ နော်မာလူ43နှင့်ရောကပြူဆေး73နှစ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆလဘီရတဖတ်စစ်တပ်တောင်ဦးမှရဲတပ်သားနှင့် ခလာရ261တရင်မှပြည်သူစစ်မှုထမ်း2ဦးလက်နက်နေတကွာဗက်ပြောင်းခုလုံလာတဲ့သတင်းကိုတင်ပြပေးပါမယ်။စက်တင်ဘာလ23ရက်နေ့တွင်စစ်ကောင်မရှင်ရဲတပ်ဖွဲ့လက်အောက်ရှိရတဖ71တောင်ဦးမှကိုပိုင်အမှတ်339034ရဲတပ်သားကြော်ခိုင်ဗက်ပြောင်းခုလုံရန်ဆက်သွယ်လာသဖြင့်ရန်သူနယ်မြေအတွင်းဝင်ရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်းအော်တိုဘာလ3ရက်နေ့တွင်တရက်ခရိုင်အမှတ်3တရင်ငပြေမပြောက်ကြားတပ်ဖွဲ့မှသတင်းထုတ်ပြန်ပါတယ်။၎င်းနှင့်အတူ BA94 တလက် ကြီပေါက်၄ခုကြီ380တောင်းနဲ့အတူခိုးလုံလာခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါရဲတပ်သားအားချင်းမြင့်ငွေကျပ်350ပေးအပ်ပြီး ၍တွင်ထွေးပြူငါစွာဖြင့်လက်ခံစောင့်ရှောက်ထားလျက်ရှိပြီးပြည်သူရင်ဝင်တို့ဗတ်ပြောင်းခိုလုံလိုလျင်တရင်ဤ Facebook Internet စာမျက်နှာမှတဆင့်ဆက်သွယ်ချိတ်ဆက်နိုင်တယ်လို့အသိပေးထားပါတယ်။အလားတူကင်းနီပြည်နယ်အတွင်းရှိရှေ့တန်းစစ်စင်ရေးတနေရာတွင်စစ်ကြောင်းထိုးလိုက်ပါလာခဲ့သောစစ်ကောင်စီ၏တပ်သား၂ဦးမှ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့တွင်လက်နက်များနှင့်အတူထွက်ပြေး၍ဗတ်ပြောင်းခိုလုံလာခဲ့ကြောင်း KNDF ဘူဟာအမှတ်9မှတရင်ထုတ်ပြန်ပါတယ်။ဗတ်ပြောင်းခိုလုံလာတဲ့အဆိုပါစစ်ကောင်စီတပ်သား၂ဦးမှ လိုက်ကိုအခြေဆိုင်ခလရ261တရင်မှပြည်သူစစ်မှုထမ်းများဖြစ်ပြီး၎င်းတို့ထွက်ပြေးလာစဉ် MA1 တနက်နှစ်လက်နှင့်အတူလက်နက်ခဲယမ်းအချို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။ဗက်ပြောင်းခိုလုံလာသူနှစ်ဦးမှာ၎င်းတို့ဒေသတွင်စစ်ကောင်စီမှပေါ်တာဆွဲခြင်းကိုခံခဲ့ရကာမင်းမင်းဆောင်2024အခြေခံစစ်တင်နန်း3လတက်၍လိုက်ကိုတို့ပို့ဆောင်ခံရပြီးရှေ့တန်းစစ်မြေပြင်တနေရာသို့လိုက်ပါလာခဲ့ရကာ စစ်ကောင်စီ၏အာဏာရှင်စနစ်ဆိုးအောက်တွင်တာဝန်ဆက်လက်မထမ်းဆောင်လိုတာကြောင့်ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့မှပြောဆိုထားပါတယ်။ဗတ်ပြောင်းခလုံးလာသူနှုတ်ဦးအားလိုအပ်သည့်ထောက်ပံ့မှုများနှင့်အတူတပ်ဆိုင်ရာဌာနသို့ပို့ဆောင်၍လုံခြုံစွာစောင့်ရှောက်ထားပြီးစစ်အာဏာရှင်စနစ်ဆိုးအားတပ်ဆိုးရှည်စည်မှုအစားလူမှုစီတို့မျက်နှာမူ၍ဗတ်ပြောင်းခလုံးလာကြပါရန်စစ်ကောင်စီအောက်တွင်မမျှတစွာတာဝန်ထမ်းဆောင်နေကြသူများအားတိုက်တွန်းဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးစီးရဲတဲ့အနေဖြင့်ခင်ဦးမြို့နယ်ပကဖမကြာဆုံးရဲဘော်များဤမိသားစုများထံသို့အတိမတ်ပြုဂုံပြူထောက်ပံ့ငွေများ၅ချိန်မြောက်ပေးအပ်ချီးမြှင့်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းရွှေဘိုခရိုင်ခင်ဦးမြို့နယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖမကြာဆုံးရဲဘော်များဤမိသားစုများထံအတိမတ်ပြုဂုံပြူထောက်ပံ့ငွေများ၅ချိန်မြောက်ပေးအပ်ချီးမြှင့်ခဲ့ကြောင်းတဲ့ရင်ရရှိပါတယ်။ကြာဆုံးရဲဘော်များဖြစ်တဲ့ရဲဘော်ဂျီကွန်ရဲဘော်တဲမောင် ရဲဘော်ညီထွေးရဲဘော်တောက်တောက်ရဲဘော်ကောင်းကောင်းခေါ်ကေတူရဲဘော်ရဲမင်းထက်ခေါ်နေမင်းတို့ဤမိဘမိသားစုများထံမြို့နယ်ပကဖမအတိမတ်ပြုဂုံပြူထောက်ပံ့ငွေ6သိန်းကျပ်ကို၅ချိန်မြောက်ချီးမြှင့်ပေးအပ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောင်းလွတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Cashel ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ